အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ပေါ့နော်ဒါစင်ဂျီဘက်မှာကစားမယ်ယူကာဆယ်နဲ့ကျွန်တော်ဒါအာဆင်နယ်ပွဲအကြောင်းလေးကျွန်တော်ဒါသုံးသပ်ခမ်းမန်းကြည့်ရအောင်ပေါ့ဆိုတော့မနေ့ကစနေနေ့မှာရှင်ပြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်တွေကလည်းအတင်းကြီးတော်တော်များများရဲ့ရလက်တရားပေါ့နော်အာဆိုးွားခဲ့တယ်အတင်းကြီးရှုံးခဲ့တယ်လို့ပြောရမှာလည်းဖြစ်တယ်လီဗာပူးတင်းနဲ့ပယ်လက်စ်ကိုရှုံးခဲ့တယ်ချက်ဆီလည်းရှုံးတယ်ဒါယူနိုက်တက်လည်းဂိုးပြတ်ရှုံးခဲ့ရတာမျိုးရှိတယ်ပေါ့နော်ဆိုတော့ရလက်တွေကတော့ အဲတကယ်ဟိုပေါ့နော်မထင်ထားတဲ့ရလဒ်တွေဖြစ်တယ်ပြန်ဆိုင်မှုပြင်းထန်တဲ့ Premier League ရဲ့ထုံးစံအတိုင်းပဲပေါ့နော်ကျွန်တော်ဒါအလဲလဲအသင်းနေဖြန့်မြင်းအသင်းနေပေါ့နော်ဒါ short တော့လို့မရဘူးပြီးတော့မနေ့ကဆိုလို့ရှိရင်လည်း Forest အနေနဲ့အိမ်ကွင်းမှာဒါထပ်ပြီးတော့ရှုံးခဲ့တယ်ပေါ့နော်ပြီးတော့ဒီနေရာမှာလည်းချီးကျူးရမှာက Sunderland ကိုချီးကျူးရမှာပေါ့နော် Sunderland အနေနဲ့ဒါတန်းတက်အသင်းဆိုပေမဲ့လုတ်ပြတာတွေကတော့သူ့ရဲ့ဒါခြေစွမ်းပိုင်းအရာရောစိတ်တပိုင်းဆိုင်ရာရောတကယ်ကိုကောင်းမွန်နေတကယ်ကို အာ Titan နဲ့ခြေစွမ်းမျိုးနဲ့ရလက်တွေကောင်းနေလို့ပြောရမှာလေဖြစ်တယ်။ Okay ဆိုတော့မနေ့ကဒါ Liverpool အသင်းရှုံးနိမ့်သွားတဲ့အနေအထားကြောင့်ဒီနေ့ပွဲစဉ်မှာ Arsenal အသင်းအနေနဲ့ကဒါ Liverpool အသင်းနဲ့ပေါ့နော်အမှတ်ကွာဟမှုကျင်းမြောင်းအောင်စင်ဂျင်းပတ်ဆိုပေမဲ့အနိုင်ရရှိအောင်ပေါ့နော်ဒါကြိုးစားလာမယ့်အခွင့်အရေးရှိနေတယ်အာနိုင်ပွဲလိုအချက်ညင်မာနေတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကကာဆယ်ဒီလည်းလက်ရှိ Premier League အာဒီယာဒီမှာပေါ့နော်ရလပိုင်းလုံးဝမကောင်းတာကိုခြေစွမ်းမရမတည်ငြိမ်ဘူး။ ဆိုတော့ပရီးမီးယားလိပွဲစဉ်၅ပွဲကစားပြီးထားတဲ့အချိန်မှာကာဆယ်အနေနဲ့ကဒါအိမ်ဝင်းစိန်ကြီးဘက်မှာဟူးတသင်းတည်းကိုပဲနိုင်လာပြီးတော့အကြံနဲ့ပွဲစဉ်တွေကတော့တည်ရီ၃ပွဲနဲ့တပွဲရှုံးလာတာဖြစ်တဲ့အတွက်ရမှတ်က6မှတ်ဆိုတော့ကာဆယ်ဒီလက်ရှိအမှတ်ပေးစရာမှာလည်းအဆင့်15ဆိုတော့ဗောနော်ဒီပွဲကစိန်ကြီးဘက်မှာကစားမှာဖြစ်တဲ့အတွက်ကာဆယ်ဒီလည်းရမှတ်လိုအချမ်းမြင့်မားနေတယ်ဆိုတော့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်ဗောနော်တနင်္လာနေ့ည7:00နာရီမှာကစားမယ့်ပွဲစဉ် Okay ဆိုတော့ကျွန်တော်တို့အဲလက်ရှိ current form တွေအရာကြည့်မယ်ဆိုရင်တော့ကာဆယ်အင်ဝင်းဆိုပေမဲ့ အာဆနယ်တင်းကြီးအလုံးတိကျတဲ့အတိုင်းပဲတကယ်ကိုတည်ငြိမ်နေနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဒါ19နိုင်ထိုက်တဲ့ပွဲစဉ်အကုန်လုံးနှီးပါးကိုနိုင်အောင်ကစားထားနိုင်တယ်ဒါချန်ပီယံလိမှာဘီဘာအိုနိုင်ထားတဲ့မန်စတာစီးတီးအသင်းကိုလည်းပုံစံကောင်းနေပေါ့နော်အနိုင်ဒါမရခဲ့တာတိုတယ်ရှော့အတာခြေစောင်းပိုင်းအတာနဲ့ဒါတည်ရလတ်ထွက်ပေါ်အောင်ကစားထားနိုင်ခဲ့တာမျိုးရှိတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါပေါ့ဗေးအသင်းကိုကာဘွန်ကတ်မှာ2-0ဆိုတဲ့ ရလမြူနဲ့တက်တောင်တက်တာနဲ့အနိုင်ယူခဲ့တယ်ဆိုတော့ဒီပွဲစဉ်ကတော့ဒါပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့အတွက်အာဆင်နယ်အသင်းတို့ကျွန်တော်ရှေ့ရပြောလို့အဲလီဗာပူးအသင်းရဲ့ခြေချော်မှုကိုအခွင့်ကောင်းယူဖို့တော့ဒါအားထည့်ပြီးကစားမယ့်ပွဲစဉ်ပြီးတော့အာဆင်နယ်အသင်းရဲ့တိုက်စင်မှုစကားလည်းပြန်ပါဝင်လာပြီးဖြစ်တဲ့အတွက်ကိုအာဆင်နယ်အသင်းရဲ့တိုက်စစ်အနေနဲ့ပေါ့နော်ဒီနေ့ပွဲစဉ်မှာဘာတွေလုပ်ပြရမလဲပေါ့နော်တစ်ချက်ကြည့်ရမယ်တစ်ဖက်ကလည်းကာဆယ်ဖြစ်နေတယ်။ Okay ဆိုတော့ကျွန်တော် head to head ကြည့်မယ်ဆိုရင်တော့ အာသူတို့နှစ်သိန်းရဲ့ဒီစင်ကျင်းဘက်မှာပဲနောက်ဆုံးတွေးဆမှုတွေမှာဆိုရင်တော့ကာဆေကအตาကြီးရရှိထားတယ်ပြီးခဲ့တဲ့ရာသီကစင်ကျင်းဘက်မှာပေါ့နော်ဒါကာရာဘောင်းမှာဆိုလို့ရှိရင်လည်းကာဆေက2စီးနဲ့နိုင်ထားတယ်ရှေ့တရာသီကပရီးမီးယားလိဘောစင်မှာဆိုလို့ရှိရင်လည်းကာဆေကဒါ1စီးဆိုတဲ့ရလက်မျိုးနဲ့အာစနယ်သင်းကိုအနိုင်ရရှိထားတယ်ကျွန်တော်ရာသီချိုခြေဆန်းပွဲစဉ်မှာတော့အာစနယ်ကကာဆေကို3-2ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ်ဆိုတော့ခြေဆန်းပွဲစဉ်ကိုကျွန်တော်ဖယ်ကြည့်မယ်တကယ်ဒီ ကာလာဘောင်းဖလားနဲ့ပရီးမီးယားလိတွဲဆုံမှုပေါ့နော်ဟတ်တူကနောက်ဆုံး၄ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့နှစ်သင်းရဲ့တွဲဆုံမှုမှာဂိုးနဲတာကိုတော့ကျွန်တော်တွေ့ရတယ်ဒါအာစနယ်အမ်ရိတ်မှာနိုင်နေဆိုလို့ရှိရင်လည်း1-0စင်ဂျိဘတ်မှာကာဆယ်နိုင်နေဆိုလို့ရှိရင်လည်း2-0အဲ့လိုပုံစံမျိုးလေးရင်းနောက်ဆုံး၄ပွဲဆက်ကတော့အဲ၄ပွဲကတော့ဒါဂိုးနဲထားတာမျိုးရှိတယ် Okay ဆိုတော့ကျွန်တော်လက်ရှိဒီအာရှရဲ့အကျော်ပြမှုအရာကြည့်မယ်ဆိုလို့ရှိရင်တော့အာစနယ်အသင်းကတော့ဒါ level 65နဲ့80ပတ်ချလဲလောက်တော့အကျော်ပေးလာတယ်ဒါကလည်း ဖဲဖြစ်တဲ့အကြောပြမှုလို့ပြောလို့ရတယ်ကျွန်တော်ဒါပြောတယ်လို့လည်းပြောလို့မရဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့တစ်ဖက်ကနယူကာဆယ်နယူကာဆယ်ဒီလေအတင်းကြီးရမတ်လိုအချက်မြင်မာနေတယ်လို့သူတို့အတင်းအိမ်ဝင်မှာတွားရောက်ကစားမယ်အနေထားလေဗာပူးအတင်းရှုံးသွားတာဖြစ်တဲ့အတွက်အာစနယ်အတင်းကိုကျင်းစီပေါ့ပေါ့နော်ဒါအနိုင်ရရှိမယ်ဆိုတဲ့အနေထားမျိုးနဲ့အလူကြိုက်များလာနိုင်နေတော်တော်လဲအခြေတန်းအရဆိုလို့ရှိရင်ခုနပြောလို့ပေါ့နော်ဒါဘော်ရီဂျီကတော့ခမန်းတော့နည်းနည်းလေးခတ်နေတာမျိုးရှိဆိုတော့ကျွန်တော်ဂိုးပေါင်းကြီးကိုကြည့်ရအောင်ဂိုးပေါင်းကြီးမှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကမနက်ခင်းကဒါ 2-95ဆိုတာကနေလက်ရှိမှာတော့2-60 2-80ဝန်းကျင်ပတ်ချလေလောက်တော့အကျော်ပေးလာတာမျိုးရှိတယ်ပေါ့နော်ဒါကတော့နည်းနည်းလေးစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျဆိုတော့ Premier League မှာများသောအားဖြင့်ဒါ2-90ဆိုတာကတွေ့ရခဲ့တယ် Premier League ရဲ့ဂိုးပေါင်းကြီးတွေကများသောအားဖြင့်ဒါ 3+10 ဆိုတာမျိုးကနေစပြီးတော့ဗောနော်များသောအားဖြင့်ကျွန်တော်တို့ဒါဒီထက်ပိုပြီးပြင်းရှားတဲ့အကျော်ပေးမှုတွေဖွင့်ပေးလေးရှိတယ်တကယ်လို့ဒါအသင်းငယ်အချင်းချင်းတွေ့တဲ့ပွဲစဉ်တွေသို့မဟုတ်ဒါခံစစ်ပိုင်းကိုအသားပြုပြီးကစားတဲ့ အဲ F10 အတင်းလို့ပွဲစဉ်တွေမျိုးဆိုလို့ရှိရင်တော့ဒါ2-80ပတ်ချာလဲရတော့အတွေ့လေတွေ့ထားတော့ရှိတယ်။အများသောအားဖြင့်ကာဆယ်တီလေအဲအင်ကွင်းမှာကစားရမှာအာတကယ်ကိုကောင်းတဲ့တိုက်စစ်မှုတွေပိုင်ဆိုင်ထားတဲ့အသင်ဂိုးပေါ်စရိုက်ရှိတဲ့အသင်အာဆနယ်တီလေပွဲစဉ်တိုင်းဒီပါဂိုးရနေရေပေါ့နော်ဒီလိုအနေထားမှာတကူပေါင်းကြီးရတော့တော်တော်လေးအပားနေလို့ပြောမှာပေါ့နော်မနက်ခင်းကထတ်တောင်မှနောက်ထပ်ကျွန်တော်တို့ဒါ20လောက်ပေါ့နော်ပြုတ်ကြလာတဲ့အနေထားမျိုးလေးကိုတော့ကျွန်တော်တို့ဒါထည့်သွင်းစဉ်းစားဖို့တော့ လိုတယ်။ Okay ဆိုတော့ကျွန်တော်ရဲ့သုံးသပ်ချက်လေးမပြောခင်ဘူးနော်ကျွန်တော် line နဲ့ခံမှန်းကြည့်အောင်ဆိုတော့ Newcastle တင်ရတော့ဒါ433ဆိုတဲ့ပုံစံမျိုးနဲ့ပဲ Arsenal ကိုယဉ်ဆိုင်လာဖို့ရှိတယ်။ဆိုတော့တိုက်စစ်ပိုင်းမှာဒီပွဲစဉ်ကို Vardemedi ဥဆောင်လာမယ်ပြီးရင် Anthony Gordon နဲ့ Mafi ပွဲထွက်လာဖို့အဲရှိတယ်ပြထားတဲ့ line နဲ့အရာဆိုရင်ကွင်းလယ်ပိုင်းမှာကတော့အပြောင်းလဲမရှိပဲ Tonali ဥဆောင်မယ် Grimaris နဲ့ Yulintan ပြန်ပြီးတော့ပါလာဖို့ရှိတယ်နောက်ခက်လူ၄ယောက်နေရာမှာဆိုလို့ရှိရင်လည်းအပြောင်းလဲသိမ့်မရှိဘူးဒါ Livermanto နဲ့ပုံစံကောင်းနေရာနေတဲ့ Trippier center back မှာဆိုလို့ရှိရင်လည်း Theo နဲ့ တံပန်းပွဲထွက်လာလို့ရှိရေကုသမလည်းနစ်ပုတ်ပဲပေါ့နော်စောင်းကြီးရှင်စီကကောင်းတာကတော့အဲကျွန်တော်တို့ဒါတိုက်စစ်ပိုင်းရလက်ရှိအပြောင်းရွှေ့မှာအီဆက်နေရာမှာအစားထိုးခေါ်ယူထားတဲ့ဗာဒမယ်ရီနဲ့အန်တိုနီကော်ရိုနိုရဲ့ခြေစွမ်းကိုတော့စောင့်ကြည့်ရမှာပေါ့နော်နီပြာအာတီဒိုင်အာစနယ်တင်အာစနယ်တင်ကတော့ဒါ433ဆိုတဲ့ကစားကွက်နဲ့ပဲရင်ဆိုင်လာနိုင်ပွဲရှိတယ်အာစတရိုက်ကာနေရာမှာကတော့ယော့ကီယက်စ်ပွဲထွက်လာမယ်တောင်မနီမှာကတော့ဒါအီဇီယူပြတာပြီးတစ်ဖက်မှာတော့ကျွန်တော်တို့ဒါအဲဒိုင်ယန်ကနေပြန်လည်တက်တာလာတဲ့ဆက်ကောက်အာလိုင်းနက်မှာတုံးလာဖို့ရှိတယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်း အော်ဒီကတ်တော့ပါဝင်မှုတော့မကျင်းသေးတဲ့အနေထားလေးမှာတော့ရှိတယ်ပြရတဲ့ line နဲ့အရာဆိုလို့ရှိရင်တော့ဒါ Declan Rice Superman ဒီဥဆောင်လာမယ်ပြီးရင်တစ်ဖက်မှာတော့ဒါအာမာရီနိုပွဲထွက်လာဖို့တော့များတယ်။စန်တာဘတ်မှာက Gabriel နဲ့ Saliba ထုံးစံတိုင်း၊ Fullback တွေမှာကတော့ Timber နဲ့ Clef Fury ပွဲထွက်လာဖို့ရှိတယ်။ Van White လည်းပြန်တက်တာနေပြီ။ပြောချင်တာက Arsenal အနေနဲ့ကတော့ injury ကစားသမားကြီးတွေပေါ့နော်။အရန်တော့မရှိဘူးပြ။အဓိကကစားသမားပေါ့နော်။ Kai Havertz နဲ့အာ Hinkepe လိုကစားသမားမျိုးတွေပေါ့နော်။ပြီးတော့ Matuidi အဲလောက်ပဲပေါ့နော်။ကျန်တဲ့ကစားသမားတွေကတော့ ဒယန်ကပြန်လည်တက်တာလာတဲ့အနေထားလေးမှာရှိတယ်။ဆိုတော့ကျွန်တော်တို့ဒါနှစ်သိန်းလူစင်းကတကယ်ကိုကောင်းမွန်နေအဲပြီးတော့ရမတ်လူအချက်မြင်မာနေတဲ့ပွဲစဉ်မှာကျွန်တော်ရှေ့ရပြောလို့ပေါ့နော်ဘော်ရီတက်ဆာလို့ရှိရင်ဂူပေါင်းကြီးလေးအရန်ပါနေတာကတော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်။မနေ့ကကျွန်တော်တို့လာလီဂါပွဲစဉ်ဖြစ်တဲ့အသင်းကြီးချင်းချင်းတွဲဆုံနေတဲ့ပွဲစဉ်ပေါ့နော်။ဒါတီကိုနဲ့ရီယယ်ပွဲမှာဆိုရင်တော့မှဂူပေါင်းကြီးက3လုံး +90 ဆိုတာမျိုးဖွင့်ပြီးတယ်။များသောအားဖြင့်လာလီဂါဂူပေါင်းကြီးတွေက အဲ2မိုင်နဲ့ပတ်ချာလေတွားလိရှိရေဗောနော်စီယူလာလာလီဂါတို့ကတော့အပရီးမီးယားလိနဲ့ဘွန်ဒက်စလီဂါကတော့ဂိုးပေါင်းကြည့်ရမြင့်လိရှိရေဗောနော်ဒီကြားထဲမှာမှာဒီနှစ်ပွဲစဉ်ကဒါအတင်းကြီးချင်းချင်းတွဲဆုံနေတဲ့အနေထားမှာအဲမနက်ခင်းအားထက်ညနေမှာဗောနော်ဂိုးပေါင်းကြည့်ရ2မိုင်နပ်65-80လောက်ထိဗောနော်ဒါပြုတ်ကျလာတဲ့အနေထားမှာတော့ဒီပွဲစဉ်ကတော့ကျွန်တော်စိတ်ထင်တော့အဲဂိုးမြန်းဂိုးမြန်းများဆဆတွေ့ရမယ့်ပွဲစဉ်လို့တော့ကျွန်တော်မထင်ဘူးအဲပြီးတော့ကျွန်တော်တို့ဒါကာဆယ်အနေနဲ့ အရင်ရာသီတွေမတူတာကတော့လက်ရှိမှာပေါ့နော်ဤဆက်ကိုလက်လွတ်ရပြီးတဲ့နောက်ပိုင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဒါ EFL Cup ပေါ့နော် Bradford အသင်းနဲ့ပွဲစဉ်ပွဲစဉ်သာတိုက်စစ်ပိုင်းက၄ဂိုးရတယ်။ကျန်တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါ league ကိုလည်းဂိုးမသွင်းနိုင်ဘူး။အာဖုံးပေါက်ကိုလည်းဂိုးမသွင်းနိုင်ဘူး။ Hoof ကိုတောင်မှ1-0နဲ့ကတ်နိုင်ခဲ့တဲ့အနေအထားမျိုးလေးဆိုတော့အာ Castle တိုက်စစ်ပိုင်းကလည်းအရန်ကြီးတော့ကျွန်တော်တို့ဒါဟိုကောင်းမနေဘူးပေါ့နော်။တစ်ဖက် Arsenal အနေနဲ့ကလည်းလုံးဝကို ခန်းစစ်ကို solid ဖြစ်အောင်လုပ်လာပြီးတော့ Newcastle အသင်းအမှောက်ဆောင်ပြီးကစားသွားမယ့်အနေထားကြောင့်ပေါ့နော်ဒီပွဲစဉ်ကတော့ကျွန်တော်ထင်တယ်အာနိုင်သွားမယ့်အသင်းအနေနဲ့ကဂိုးရန်များနိုင်ပွဲမရှိဘူးလို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာဂိုးနေသွားမယ့်ပွဲစဉ်လို့တော့ထင်ပါတယ်ဆိုတော့ brother တို့ရောဒီပွဲစဉ်ပေါ်အမြင်လေးဘယ်လိုမြင်လဲဗျ common box မှာဝင်မျှပြီးတော့ခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ